ဖင်းမှာဆိုလို့ရှိရင်ဟိုဟိုကိုသွားဖို့ဆိုလို့ရှိရင်အာလေတန်ကားတန်လေကားတန်လေတန်နည်းနည်းတော့သွားရတယ် လစ်ပိုင်ရဲ့ဗဟိုချွန်းဘက်ကတော့အခုနောက်ပိုင်းနှစ်တွင်မှစတင်လူသိများလာတယ်လို့ဆိုနိုင်ပါတယ်။ကျွန်တော်ရဲ့ဖိလစ်ပိုင်ခီးမှာဗဟိုဘက်ကလည်းခြေဆန့်ခီးနေခဲ့ပါသေးတယ်။စီဘူးကနေတရက်ခီးသွားမှဖြစ်လို့ဂျွန်ကူဖို့အတွက်အထူးရေလန်းကိုပဲအားကိုးစရာရှိရာကြောင့်မနေ့3နိုင်ခွဲလောက်ထပြီးတင်မောစိတ်ဆင်းကြရပါတယ်။မနေ့9နိုင်ခန့်မှာတင်မောစိတ်ရောက်ပြီးလက်မှတ်ဝဲအထုပ်တွေလုံခြုံရေးဆက်ဖြတ်လို့တင်မောထွက်ခြင်းကိုစောင့်ကြရပါတယ်။အခုကကျွန်တော်တို့ဒီဘယ်လိုကောင်လဲလေးစိတ်လေးရောက်နေတာပေါ့။အဲ့ဒါကြတော့ဗဟိုဘက်ကိုသွားလဲမှာပေါ့။ ဖိလစ်ပိန်းမှာဆိုလို့ရှိရင်ဘိုးဘိုးကိုသွားဖို့တက်ဆိုလို့ရှိရင်အာလီဒတန်ကားဒတန်လေးကားဒတန်လီဒတန်နေတော့သွားရတာပေါ့နော်သူကအဓိကကြတော့ဘက်မှာပါရရှိလဲဆိုတော့ဒီတမိုင်းနဲ့ပတ်သက်တဲ့အားတွေပေါ့အရင်စပိန်နဲ့ဖိလစ်ပိန်းနဲ့စာတုထုတ်ထားတဲ့နေရာတို့နောက်တစ်ခါဒီတပ်တန်း200ကျော်နှစ်ပေါင်း200ကျော်ရှိတဲ့ဒီ charge တွေတို့နောက်နောက်ပြီးတော့တစ်ခါအာခုနောက်ပိုင်းအဲနာမည်ကြီးတဲ့ချောကလက်ဟိုးပေါ့နော်ဆိုတော့အဲ့အားတွေအကုန်လုံးသွားပြီးတော့သွားကြည့်ရမှာဖြစ် 6ရက်ခွဲကံမှာတင်မောထွက်ပါတယ်တင်မောကသွားနှုံမြန်ပြီးလူကြီးများများကိုတစ်ချိန်ထဲမှာတင်သွားနိုင်ပါတယ်စားတော့ရောင်းချပေးသလိုရုပ်ရှင်လည်းပြသပေးပါလိမ့်။ဘိုးကျွန်းကူးချိန်တနအီကကြာမြင့်ပါတယ်။ ဘိုးဘက်ရောက်တော့ဘိုးဟိုးရဲ့အထင်ကျနေရာတွေကိုမြို့ရွာတွေကူးပြီးကားနဲ့အချိန်တော်ပြီးသွားကြရပါသေးတယ်။ဘိုးကျွန်းကြီးဟာဖိလစ်ပိုင်ရဲ့အထင်ကျဒေသတစ်ခုဖြစ်ပြီးကျွန်းငယ်ပေါင်း85ကျွန်းဝန်းရံတည်ရှိနေပါတယ်။ဘိုးဟိုးမှာပင်လယ်ရောက်ငုတ်ဖို့ထူးခြားတဲ့မြေမျက်နှာတွင်ပင်တောင်တန်းတွေချီးဖို့နဲ့ချစ်စရာရှားပါတဲ့တားစရာတိရစ္ဆာန်လေးတွေကိုလေ့လာဖို့လာတတ်ကြပါတယ်။ဘိုးဟိုးလာမယ်ဆိုရင်ဒီဇင်ဘာကနေမေလအထိကအကောင်းဆုံးဖြစ်ပြီးဘိုးလေကင်းစင်ရာသီဥတုကြီးနေလို့ဖြစ်ပါတယ်။ ဘိုးမှလည်းကန်းချီလန်းစားတွေများပြီပဲကျွန်တော်တို့ကတော့ဒီခီးမှာကန်းချီတွေကိုမသွားခဲ့ကြတော့ပါဘူးပထမဆုံးရောက်သွားခဲ့တာကတော့ဘိုးဟိုးရောက်ရင်မဖြစ်မနေအရောက်သွားတဲ့ Chocolate Hills ကိုပါပဲဝင်ခွင့်လက်မှတ်ကိုလမ်းတနေရာမှာဝင်ဝေစားရပါတယ် Chocolate Hills စိုင်းဖို့ရှိရာအဝင်ကနေရှုခင်းကြည့်ရနေရာအကြည့်ကိုအတော်လေးသွားကြရပါသေးတယ် Chocolate Hills ဆိုပြီးနာမည်ကျော်နေတဲ့တောင်ကုန်းတောင်ကုန်းလေးများစွာကိုအပေါ်စီကနေချီရတာအတော်လေးပျော်စရာတော့ဖြစ်ရပါတယ်။မြေမျက်နှာသွင်းပြီးအမျိုးမျိုးကိုမြင်တွေ့ဘူးနိုင်တဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့ကတော့အရင်ထူးခြားနေမှာမဟုတ်ပေမဲ့သူ့ဒေသသူ့အလှမှုတံပိုးထားစရာတော့ဖြစ်ရပါတယ်။ Chocolate Hills လို့အမည်တွင်စီတာကတော့6တွေရာသီဥတုချိန်မှာတောင်ကုန်းလေးတွေဟာအညိုရောင်ဖြစ်နေတဲ့ကြားလို့ Chocolate လေးတွေနဲ့တူတဲ့အတွက်ခေါ်ဆိုကြတာပါ။မိုးရင်းပိုင်းမှာတော့အစိမ်းအောင်မြက်တွေပေါက်ပြီးစိမ့်နေတတ်ပါတယ်။ မိုဟူဒီရက်မှာချိုကလက်ဟီးစ်တောင်ကုန်းပေါင်း1986တိရှိနိုင်တယ်လို့ဒေတာခံတွေကဆိုထားကြပြီးအဖြစ်နိုင်ဆုံးအရေအတွက်ကတော့1260တော့အနည်းဆုံးရှိနိုင်တယ်လို့အများစုကလက်ခံထားကြပါတယ်။ နေ့ကတော့ကျွန်တော်တို့ chocolate hill ကိုတက်မှာပေါ့နော်အဲ့ဒါကဟောဟောနယ်မှာဆိုလို့ရှိရင်ဖိလစ်ပိုင်ရဲ့ဘောင်နယ်မှာဆိုလို့ရှိရင်အရန်နယ်မင်းကြီးပြီးတော့လာကြတဲ့နေရာပေါ့သူကကြတော့အာဒီလို chocolate ပုံစံဖြစ်နေတဲ့တောင်ကုန်းလေးတွေရှိရပေါ့နော်ဆိုတော့တောင်ကုန်းလိုပုံစံမျိုးလေးအဲ့ဒါလေးတွေကအာ1260လုံးလောက်ရှိတယ်ဒါပေမဲ့တကယ်တမ်းအခုနောက်ပိုင်းတိတိကျကျမြင်တာတော့1100ကျော်လေးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့လာကြည့်ကြတာပါသူကတော့အပန်းဖြစ်စကန်ပုံစံလေးဖန်တီးထားတယ် ရွှေကင်းသာမြင်ကွင်းကျယ်မြင်ရဖို့တောင်တော့အငင်းငယ်တက်ပြီးအမတ်တဲ့အတွက်တက်လုံတော့ကောင်းဖို့လိုအပ်ပါတယ်ဒါမျိုးလေးကိုလည်းကျွန်တော်မိုက်တက်အောင်လုပ်ဖို့ဟုတ်တယ်မိုက်တက် ဒါလေးကတော့ကျွန်တော်တို့အပေါ်တဲ့ရောက်လို့ရှင်မြင်ရမယ့်မြင်ကွင်းလေးပေါ့နော်။တัวကြတော့ခုနပြောတဲ့အတိုင်းပဲဒီ Chocolate Hill ဆို Hill တောင်ကုန်းလေးတွေကဟိုပါရှိတယ်။1260ကျော်ရှိတယ်ပေါ့နော်။ဆိုတော့စိတ်ဝင်စားဖို့အရင်ကောင်းပါတယ်။ဒါပေမဲ့ခုနကလာတဲ့ခီးနဲ့ဆိုင်တော့နည်းနည်းတော့ပြန်မှန်းလို့ဖြစ်တာပေါ့။ तू ကဒီကိုရောက်ဖို့အတွက်ကိုရည်တံကားနေလာပြီးတော့မှအချိန်အားဖြင့်ဆိုလို့ရှင်လေတော်တော်ပေးယူရတာပေါ့လေ။ ူးကြတဲ့မြေမျက်နှာသွင်းပြီးအလှောက်ချိပေးတာနဲ့ကျွန်တော်တို့ဟာဒီနေရာနဲ့မြေမဝေးရလူလက်မအရွယ်ဒါစီယာတတော်လေးတွေမွေးမြူပြတာရနေရကိုလည်းတွားခဲ့ကြပါတယ် How can I call his witness ဘူတာစီယာ conservation area ဟာခီးသွားတဲ့အလားများတဲ့တရိတ်ဆိုင်ုံပုံစံဖြစ်ပြီးဒါစီယာတွေကိုအထူးကြည့်ပြုမွေးမြူပြီးတဘာဝနဲ့အနီးဆုံးပြသထားပါတယ် It's too far ဘဟိုးကိုရောက်လို့ရှိရင်နောက်တစ်ထူးထူးခြားခြားအားတို့ဒီဘဟိုးမှာပဲတွေ့ရလေးရှိတယ်တာရှယ်ဆိုတဲ့အဒီအကောင်လေးပေါ့နော်တလဝါလေးကြီးရှိသွားကြည့်လို့ရတယ်သူကလက်မဆိုက်အရွယ်လောက်ပဲရှိတယ်ပြီးတော့နေတဲ့ဘိုင်းဆိုလို့ရှိရင်အိတ်တားလာတယ်ဆိုတော့ဒီလိုလာကြည့်တဲ့ဒီဘတော်တော်များတယ်သူကပန်းချံတစ်ခုလိုပဲလှထားတယ်ဟုတ်ဘယ်လိုခေါ်မလဲတိရစ္ဆာန်အောင်လို့ပုံစံမျိုးဖြစ်နေတာပေါ့အဲ့ဒီထဲမှာလာလဲပြီးတော့အဲ့ကောင်လေးကိုလေးလာလို့ရနိုင်တယ် အဲ့ဒါလေဒီဒေတာကိုလာရဆိုလို့ရှိရင်နောက်ထပ်လုပ်လို့ရတဲ့ဟာလေးပေါ့ဥယျာဉ်ထဲမှာတော့တိတ်တိတ်ဆိတ်ဆိတ်နဲ့မေးလေ့လာကြဖို့အတိပေးထားပါတယ်တာစီယာတတဝါလေးတွေဟာအရှေ့တောင်အရှအထူးသဖြင့်ဖိလစ်ပိုင်ဘော်နီယိုနဲ့ဆူမတရာတို့မှာအများဆုံးမြင်တွေ့ကြတဲ့တတဝါလေးတွေပါ ညာဘက်ကျက်စားတတဲ့သဘောရှိပြီးနေပိုင်းဆိုရင်အိပ်စက်ကြတာများပါလေ။သူ့ရဲ့ထူးခြားချက်ကမျိုးလုံးချီချီများပိုင်ဆိုင်ပြီးအမီးရှည်ရှည်ရှိကြပါလေ။လက်ချောင်းခြေချောင်းလေးတွေလည်းသေးသွယ်ရှိရပါလေ။သူတို့ရဲ့အချိန်တော်တော်များများကိုတစ်ပင်ပေါ်မှာကုံဆုံးတက်လေးရှိပါလေ။သူတို့ရဲ့ဦးခေါင်းကို180ဒီဂရီနီးနီးလှည့်ပတ်ကြည့်ရှုနိုင်တာဟာလေသူ့ရဲ့ထူးခြားမှုတစ်ခုဖြစ်ပါလေ။မျိုးမျိုးစိတ်ဝင်သရဝါလေးတွေပဲဖြစ်ပါလေ။

ါလေးကကျွန်တော်တို့ဒီနေ့နေ့လယ်စာစာမင်းဘောဟောကပုံလေးပါလောဘမြင့်ဟာဘိုဟူဒေတာရဲ့အထင်ကြီးမြင့်ဖြစ်ပြီးမြစ်ကိုအချောင်းပြုတ်လို့ပျော်စီးသင်းမော့တွေအရက်လီမြစ်တွင်းဆိတ်လို့ရှာစရာကစားနည်းတွေ zip line တွေကိုစီစဉ်ရောင်းချတကြပါတယ်။မြစ်ဘေးတစ်ဖက်တစ်ချက်ကသဘာဝမိုးတက်တော်တွေကိုချီရွှေရင်နေ့လယ်စာစားရတာကိုအများစုကနှစ်သက်တကြပါတယ်။ဒါပေမဲ့နောက်ပြောရှင်ဒီမှာဖြော့ဖီးလေးရှိသေးတယ်။အကြခင်ဆိုလာလေးပဲ။နောက်ပြီးပုံမှန်တော့ဘူဖေးကျွေးရတာဘူဖေးစားကြမှာ ဒါလေးကဒီနေ့တင်မောက်မှာကျွေးတဲ့ဟင်းနေရာလေးပေါ့မုန်တရားကအများကြီးပဲမုန်တရားကစားကျင်စရာတွေကြီးပဲမုန်ပေါင်းတောင်းချောက်ထားပြီးတော့ဒီမှာချက်ခင်အမဲသားအမဲသားတော့အကောင်းဆုံးလို့ပြောရဲငါးရှိနေနောက်ပဇွန်ချက်ခင်နောက်ဒါကငပိလိုဟာလိုလေးချမင်းတွေရောရှင်ပဲနောက်ဒီဘက်မှာအစာပြင်းနေဆိုရင်ဆယ်လက်ဖြည့်တယ်နောက်ပြီးတော့ဒီကောင်ဆိုလို့ရှိရင်ဒါ soft shell crab တင်မောက်ပေါ်မှာစားရတဲ့အမဲရတယ် တော်တော်လေးစုံပါတယ်ဟိုပုံမှန်အမှန်ပြောရင်ထိုင်းနေပဲရှင်ပြောလို့ရှိရင်ကျွန်တော်ထိုင်းရဲ့ကြောက်ဖျားမြစ်ပုံမှန်စားရတဲ့ပုံစံတက်ဆိုင်တော့နည်းနည်းလေးများဟင်းများပို့စုံပြီးကောင်းသလားတော့ချင်ရတယ်ပေါ့နော်ဟင်းအမယ်မျိုးတော့အရင်မများဘူးဒါပေမဲ့အရသာရှိမဲ့ပုံလေးပေါ့လေသူကတော့ဒီမြစ်လေးထဲမှာစီးပြီးတော့စားရတာပေါ့ပဝင်းကျင်ရှုကင်းလေးရှိရမယ်ဒီဘလို့တဲ့ဘဟုဘက်မှာဆိုလို့ရှိရင်အကြိုက်ဆုံး activities ကတော့ဒီဟာပါပဲစားရတဲ့ဟာစားရတဲ့ဟာပါပဲ တော့ညွှန်းလာတော့အမဲသားဟင်းအကောင်းဆုံးပဲဒီမှာအမဲသားအမဲသားတော့ဟုတ်လားအဲ့ဒါသူညွှန်းတဲ့တိုင်းကောင်းလာပေါ့ There's a voice. လမ်းခီးမှာမပြင်းရလေအောင်ဒီစိမ့်တချို့မှာကပြဖြိုဖြူတွေထားရှိပြီးပြီးဖလပိုင်ရိုးရအကတွေကပြကြသလိုဝညက်အကောင်လည်းဧည့်သည်တွေကိုယ်တိုင်ပါဝင်ကပြနိုင်ဖို့စီစဉ်ထားပါတယ်ကလေးတွေကဆဲဆောင်မှုတစ်ခုပါပဲအချိန်နှစ်နာရီခန့်မြေကျောင်းနေရာတစ်ခုကြီးအစုံစံသွားပြပါတယ် ဘဘူးမှာမဖြစ်မနေသွားတင်သေးတဲ့နောက်ထပ်စိတ်ဝင်စားချက်တွေကခုကတော့ဘက်ကလန်ယွန်ရိုမန်ကက်သလစ်ဘုရားကျောင်းကြီးကိုပါပဲဖလပိုင်မှာထူးထူးခြားခြားတန်းသာကြောက်တုံးတွေနဲ့ကြီးစောက်ထားတဲ့ဒုတိယရှေးကြဆုံးဘုရားကျောင်းကြီးဖြစ်တဲ့အပြင်ကျုပ်တန်ပေါင်းများစွာရဲ့အကားဖြူတွေကိုအသုံးပြုတိစောက်ထားခဲ့တာကြောင့်ထင်ရှားပါတယ်1928ခုနှစ်မှာအခုမြင်တွေ့နေရတဲ့ရာကြောင်းကြီးကိုတိဆောက်ပြီးစီးခဲ့တာမို့နှစ်ပေါင်း300ကျပ်တက်တန်းရှိနေပြီဖြစ်ပါတယ်။ ်ဒါ Corus Stone နဲ့စောက်ထားတာဟာလေ2013အောက်တိုဘာလကခနစ်တက်သမာနှစ်မဂနီချူရှိတဲ့ငလင်ပြင်းကြီးရဲ့ဒဏ်ကိုခံခဲ့ရလို့ပြန်လည်ပြုပြင်ထားရပါတယ်။လေးနှစ်တာပြန်လည်ပြင်ဆင်မှုအပြီး2018ခုနှစ်ဖေဖော်ဝါရီလမှပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ်လို့သိရပါတယ်။အတွင်းပိုင်းဖွဲ့စည်းမှုနဲ့စီးပကြီးတွေကကျောင်းလာသူတန်းကိုဆွဲဆောင်နေတဲ့ဖျားချောင်းတစ်ခုပဲဖြစ်ပါတယ်။ ဘုံမှာနောက်ဆုံးလည်ပတ်ရောက်ရှိဖြစ်တာကတော့ Black Campus Shrine ပဲဖြစ်ပါတယ်။အခုကျွန်တော်ရောက်တဲ့နေရာလေးကျတော့ဒီဖိလစ်ပိုင်ဘုံမှာဆိုလို့ရှိရင်ဒီဒီဘုံပတ်မှာပေါ့နော်သူကဖိလစ်ပိုင်နဲ့စပိန်နဲ့ကဒီသွေးတောက်အကြီးကိုဖွဲ့တဲ့စာချုပ်ချုပ်တဲ့ညာပေါ့ဆိုတော့အဲဒီအဲ့ညာလေးကျွန်တော်ရောက်နေတာပါဆိုတော့ဒီမှာတော့အမတ်ကျရုပ်စုလေးထားထားတယ်အာပြီးတော့ဒီလက်ဆောင်ပစ္စည်းအောင်တဲ့ဆိုင်လေးတွေရှိတယ်ပေါ့ချင်းနံဝဲကျလေးတွေပါ ြင်ပလူရွယ်စားတိုင်းဖန်တီးထားတဲ့ဒီရုပ်ထုကြီးတွေကိုဘိုးနယ်သားဖြစ်တဲ့နိုင်ငံတော်စင်နုပညာရှင်ကြီးနပိုလီယွန်အေဗျူဗာကဖန်တီးခဲ့တာဖြစ်ပါတယ်။ခြေရုပ်ထုကြီးတွေဖြစ်ပြီးတော့စပိန်နဲ့ဖိလစ်ပိုင်တို့ရဲ့သွေးတောက်မိဖွဲ့မှုကိုရည်ညွှန်းတာမှုအမှတ်ရနေရတဲ့ခုဖြစ်ထင်ရှားပါတယ်။ဖိလစ်ပိုင်ရဲ့ဘိုးဦးဒေသဟာအရင်နှစ်တွေကထက်အခုနောက်ပိုင်းနှစ်တွေမှာခီးသွားတဲ့ကြားပိုလိုတိများလာခဲ့တဲ့အကျိုးကြားတဲ့သမိုင်းမြေမျက်နှာတွင်ပြင်းတရဝါစရာတွေနဲ့ဆွဲဆောင်နေပါတယ်။ စပိန်ကိုလိုနီကီရဲ့အကျဉ်းချံများစွာရှိနေတဲ့နေရာဖြစ်တာကြောင့်လည်းလေပတ်လေးလာသူတွေအကျိုက်ဖြစ်ကြရတဲ့အပြင်ပင်လယ်ကမ်းခြေမှာဒိုင်ဗင်လုပ်ဖို့ကောင်းလာကြောင်းလူငယ်တွေလည်းသဘောကျကြပါတယ်ဖိလစ်ပိုင်ရဲ့ခီးသွားချင်စရာနေရာတစ်ခုဖြစ်ဒီဘိုဟိုးကျွန်းလေးကြောင့်တင်ဆက်လိုက်ရတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီဟာတစ်ချက်ပါပါ